မင်္ဂလာညချမ်းလေးပါခင်ဗျာယနေ့တင်ဆက်ပေးမယ့်ဇလံလေးတွေကတော့စာရေးဆရာစီတန်နဲ့ဆိုနဲ့စာရေးဆရာရဲထိုးရေးသားထားတဲ့ကိုတွေ့ဖြစ်ရဆန်းအပါဝင်ဇလံတို့လေးတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဇလံလေးမစောက်ခင်မှာကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပြီးဘေးနားခေါင်းလောင်းလေးကိုနှိပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာညောင်ကုန်းဆိုတဲ့ရွာလေးတွေမှာအရန်ချစ်ကြတဲ့တငငချင်းတယောက်ရှိပါတယ် မင်းအောင်ကြုံမိုးတဲ့သူတို့နှစ်ယောက်ကစိတ်တူကိုယ်တူဘာလို့လို့အတူတူပါအယက်မူးတော့လေအတူတူစိုးပေတင်တော့လေသူတို့နှစ်ယောက်အတူတူပါပဲတနေ့တော့မင်းအောင်နဲ့ကြုံမိုးတော့အယက်တောက်နေတော့ညိုကြီးတို့သမားဖွဲ့ပါရောက်လာတာပေါ့ညိုကြီးကသူများကိုမခံချင်အောင်ပြောတဲ့နေရာမှာနှစ်ယောက်မရှိဘူးညိုကြီးရောက်ရောက်ချင်းပဲမင်းအောင်နဲ့ကြုံမိုးနာသွားပြီးစကားဆပါတော့တယ်ဟဲ့ကောင်လေးမင်းတို့နှစ်ယောက်နဲ့အယက်ပြန်တော့မယ်ကွာငါစိန်ခေါ်တဲ့ဟိုနှကောင်ကလည်း ဆက်ဆက်ထိမခံဘူးလေ။ခြာသလားလို့ညိုကြီးရဲ့။လာခဲ့အကူတော့မယ်။သူတို့တွေရဲ့ရက်ပြိုင်တော့တာညိုကြီးရှုံးသွားပါတော့လေ။ငါရှုံးသွားပြီကွာ။ဒါနောက်ဆုံးစိန်ခေါ်တာပဲ။ပြော့ကွာထပ်ပြိုင်မယ်။မင်းတို့နေအောင်ငါတို့ရွာရဲ့အနောက်ဘက်ကုန်းမှာရှိတဲ့ညောင်ကုန်းသိမ်းိုင်းလေးကိုဖြားလိုက်ထမ်းပြီးတွားရရင်မင်းတို့တော့သမျှရက်ဖို့ငါနေတိုင်းရှင်းပေးမယ်။အရင်ကသိမ်းိုင်းထဲမှာဖြားလိုက်ထမ်းပြီးတွားရတယ်ဆိုတာအရန်အနေများတဲ့အလုပ်ပါ။ ဘာဖြစ်လဲဆိုတော့ဖြားလိုက်ထမ်းပြီးတင်းញိုင်းနဲ့ဖြတ်ပြီးဆိုရင်အကောင်တိတိလေးနဲ့မင်းစာဆိုတဲ့တစေတွေကလူကိုမောက်လဲအောင်လို့အသက်ပါနှုတ်တတာပါမင်းအောင်နဲ့ကြော်မိုးကလေးတိတ်ပင်မဲ့ဘယ်တော့မှရှုံးမပြေးတတ်တဲ့လူမျိုးတွေလေကဲလောင်းမဲညိုကြည့်ငါတို့လက်ခံနဲ့ကောင်းပြီလေမင်းတို့ဘယ်တော့သွားမှလဲဒီညပဲသွားမယ်ကွာမင်းတို့အဖွဲတင်းញိုင်းဆက်မှာစောင့်ကြည့်နေလိုက်မူးမူးယွယွနဲ့ညိုကြည့်ပြောသမျှကိုအကုန်လက်ခံလိုက်တာပေါ့ မင်းအောင်နဲ့ကျော်မို့တို့ဒီညတော့မူးနေကြပြီပေါ့ဗျာညတစ်ချက်ထိုးလောက်မှမင်းအောင်နဲ့ကျော်မို့တို့ညောင်ကုန်းရွာရဲ့တင်ဆိုင်တဲ့ကိုဖျားလိုက်ထမ်းပြီးတော့သွားပါတော့တဲ့သူတို့သွားနေတော့မှလေအူလိုက်တဲ့ခွေးတွေဆိုတာကြောက်စရာကောင်းလောက်တယ်မင်းအောင်နဲ့ကျော်မို့ကဘာမှမသိတော့လုံမန်းမသိအောင်မူးနေတာကိုသူတို့နှစ်ယောက်ကတော့ညိုကြီးကိုနိုင်ယူချင်တာရဲ့မခန့်ချင်းစိတ်တဲ့စိတ်တူရဲ့ပေါင်းပြီးတော့လမ်းလျှောက်လာလိုက်တာညောင်ကုန်းရွာရဲ့တင်ဆိုင်ဆက်ကိုရောက်လာခဲ့ပါတဲ့နောက်မှာ ညောကြီးတို့ဖွဲ့ကလည်းကြောက်ကြောက်လန့်လန့်နဲ့လိုက်လာခဲ့တာပေါ့ဟဲ့ကောင်တွေမင်းတို့တင်းိုင်းနဲ့ဝင်သွားတာကိုတေချာကြည့်အရက်ဖို့ရှင်းဖို့သာပြင်ထားပြီတော့ကွာအေးပါကွာငါတို့ကြည့်နေတဲ့ဒီလိုနဲ့မင်းအောင်နဲ့ကြုံမို့လို့ဖြားလေကြီးကိုထမ်းပြီးတင်းိုင်းနဲ့ကိုဝင်ပါသွားတော့တယ်နှစ်ယောက်စလုံးကသာလုံးမမသိအောင်မူးနေတာကြောက်စိတ်ကြောက်လာတော့မသိဘူးသူတို့နှစ်ယောက်စလုံးအရက်ချိန်ပြည့်တယ်လို့တော့ရှိနေပါပြီမင်းအောင် ငါတို့တင်းိုင်းထဲကိုရောက်နေပြီနော်အေးငါသိတယ်ဘာဖြစ်လဲတော့မသိဘူးကသတိဝရိယနဲ့နေဒီလိုနဲ့စကားပြောရင်းသွားလိုက်တာတင်းိုင်းဆုံးကိုဘာမှမဖြစ်ပဲမင်းအောင်နဲ့ကျော်မိုးရောက်သွားပါတယ်ကျော်မိုးတင်းိုင်းဆုံးတော့ရောက်ပြီဒီတစ်ခါငါတို့လုံနိုင်ရပြီအေးဟုတ်တယ်မင်းအောင်နဲ့ကျော်မိုးမှာတော့ကြောက်တယ်လို့လို့ပျော်တယ်လို့လို့နဲ့ရင်ထဲမှာတော့ဘလောင်ဆူနေတာပေါ့ဗျာမင်းအောင်နဲ့ကျော်မိုးဖျားလိုက်ထမ်းပြီးတင်းိုင်းပြင်ကိုပြန်ထွက်မယ်လို့ ဟာဟာဘာကောင်လဲဟာမင်းအောင်ဘာဖြစ်တာလဲဘာကောင်လဲမသိဘူးငါ့ချစ်တော်ကိုလာရည်နေတာဘာမှမရှိပါဘူးကွာမင်းမင်များတာနေမှာပေါ့ဒီတခါတော့ဖျားလိုက်ထန်းတာတဲ့ကြော်မိုးမင်စာဆိုတာနဲ့စတင်ကြုံတွေ့ရပါတော့တယ်ကြော်မုတ်ဖျားလိုက်ထန်းတာတော့မင်းအောင်ငါထန်းတာလည်းဖျားလိုက်တယ်မှာမင်းမင်စာလားမသိဘူးအတန်တိတိလေးနဲ့ရင်နေတဲ့အတန်ကြားနေရတယ်ငါလည်းကြားနေကြုံကြုံမှုရဲ့ ်တင်းញိုင်းတဲကနေနှစ်ယောက်စလုံးထွက်ပြေးမယ်ဆိုတော့လေမပြေးရဲ့ဘေးပပက်လေမှာအမောင်တိပြေးရင်တော့အုတ်ကူတွေမြေပုံတွေနဲ့တိုက်မိပြီးလဲကြမှာတေးချပါပဲမှုံပြပြလိုက်အောင်အောင်ပါညောင်ကုန်းရွာရဲ့တင်းញိုင်းတဲမှာတော့ကြော်မိုးနဲ့မင်းအောင်တို့ကြောင့်နာနာဘွားတွေတက်ဝင်လှုပ်ရှားနေကြပြီပေါ့ဗျာတင်းញိုင်းပြင်မှာရှိတဲ့ခွေးတွေကလည်းကြားရသူဖို့ကြက်သိမ်းထားလာအောင်ဥနေတာပေါ့ခွေးတွေကလည်းအရန်ဥနေတယ်ကွာ ခွေးဥဒံတွေကြားထဲမှာမင်းစာဆိုတဲ့တစီရဲ့အတန်တသေးလေးထွက်ပေါ်လာပေါ်လာတယ်။ကစားမယ်ကစားမယ်နင်တို့ညောင်းနဲ့ကစားမယ်။မင်းအောင်နဲ့ကြော်မို့တော့နှစ်ယောက်လုံးကြောက်နေပါပြီ။ကြော်မို့ကြောက်ကြောက်လန့်လန့်နဲ့ထအော်တာပေါ့။ဘယ်သူလဲကွာ။အတန်နဲ့မချောင်းနဲ့လူလုံးထွက်ပြ။ငါကနင်တို့ထန်းထားတဲ့ဖျားလေးထဲမှာလေ။နှစ်ယောက်လုံးထန်းထားတဲ့ဖျားလေးကြီးကိုပြစ်ချလိုက်ပါတော့တဲ့။အကောင်တည်တည်နဲ့ ရုပ်ဆိုးလာတဲ့မင်းစားကိုတွေ့ပြီးနှစ်ယောက်စလုံးလန့်သွားတာပေါ့တင်းညိုင်းထဲမှာမင်းအောင်နဲ့ကြော်မှုထွက်ပြေးပါတော့တဲ့နောက်ကလေမင်းစားသစေးကလေထက်ချက်မကွာလိုက်လာတာပေါ့နှစ်ယောက်လုံးတင်းညိုင်းဆက်ရောက်တော့ညိုကြီးတို့ဘက်ကခလန်းလန်းမှရှိနေပါတဲ့မင်းအောင်နဲ့ကြော်မှုလေဟန်မပြတ်ညိုကြီးတို့ဖွဲ့ရှိတဲ့နေရာကိုလန်းလျှောက်လာတာပေါ့ဗျာပြဿနာကဒီလောက်နဲ့မပြီးသေးပါဘူးဟဲ့ကောင်တွေမင်းတို့နောက်မှာမင်းတို့နောက်မှာညိုကြီးလန့်အောင်ပြီမဲ့ အချိန်မမီတော့မင်းသားတဆေလေးမင်းအောင်ကိုဝင်လုံးပါတော့တဲ့တင်းကြိုင်းချက်မြကြီးပေါ်မှာမင်းအောင်နဲ့မင်းသားတဆေနဘန်းလုံးလိုရပါတော့တဲ့ဘယ်သူမှလေဘာမှမလုပ်တဲ့ညိုကြီးဖုံးချောင်းကိုပြပြီးဆရာတော်ကိုတွားပင့်ပါတော့တဲ့ဆရာတော်ရောက်လာတော့လေမင်းအောင်နဲ့မင်းသားကနဘန်းလုံးနေတော့မှာပဲဆရာတော်လေဘေးကမတ်တရက်ပြီးမြေသားတို့တွေအဆက်မပြတ်ရုတ်ဖက်တာမှမင်းသားလေဘယ်ရောက်လို့ရောက်သွားမှန်းတော့မသိလိုက်ရပါဘူး တကတော့နောက်တခါဒီလိုမလုပ်သင့်တဲ့အလုပ်တွေကိုမလုပ်ကြပါတော့နဲ့မမဗျာတပည့်တော်တော့မလုပ်တော့ပါဘူးအားလုံးအေးကျန်းကျန်းဖြစ်သွားတော့ကြော်မိုးနဲ့ညိုကြီးတို့ဖွဲ့မင်းအောင်ကိုထမ်းပြီးရွာထဲကိုပြန်သွားကြပါတော့တဲ့မင်းအောင်ကတော့ရွာပြန်ရောက်ပြီးခုနှစ်ရက်လောက်ဖြားသွားတာပေါ့မသေးကောင်းမပြောက်ကောင်းဇွတ်လောက်ကြတာကံကောင်းလို့မသေးကြတာမလုတ်တင်တာမလုတ်ကောင်းတာကိုလုတ်တာပေါ့ဗျာမင်းသားတစီတည့်ရဲ့ဖုတ်ပြီးတာရွာသူဆိုတာဖះဟုံးမှာပါတာတော့ မယုံလို့တော့မရဘူးပေါ့အင်းလေးကဟိုတယ်ကြီးကျွန်တော်တို့ရိုက်ကူးရေးတခုရိုက်ဖို့ကလောအင်းလေးဘက်ကိုခီးထွက်ခဲ့ကြတယ်အဲ့ဒီချိန်က ကိုဘေးမဖြစ်ခင်အချိန်လေးပေါ့စတော့စကျင်နေပြီဒါနဲ့အင်းလေးကဟိုတယ်တခုကလူလာနဲ့လီတို့ဘလော့တခုရိုက်ဖို့ကန့်လန့်တာနဲ့အဲ့ဒီဟိုတယ်ကိုကျွန်တော်တို့ကလောကနေတဆင့်ရောက်ခဲ့ကြတယ်ဟိုတယ်က တော်တော်ကြီးကျယ်ခမ်းနားတယ်ဒါပေမဲ့သွားတဲ့အချိန်မှာတဲခိုးတဲ့သူနှစ်ဖွဲ့သာရှိတယ်သူတို့က ပရမတ်ထမကျွန်တော်တို့ကရိုက်ကူးရေးလုပ်ရမှာမို့အထက်မြင့်အခန်းဖြစ်တဲ့အခန်းကျယ်တစ်ခုမှာဖြစ်နေတယ်။အဲ့ဒီမှာမီးလဲပုံမှန်မလာနေဘူးနေ့စိုးပြတဲ့တဏီကုန်။ညတကောင်ကြော်လာတဲ့ဒီလိုနဲ့ရောက်ရောက်ချင်းခဏနားပြီးဟိုတယ်နေသားကိုလိုက်ကြည့်ကြတဲ့ရိုက်ဖို့ကမနှက်ဖန်ဆမယ်ပေါ့။ပရမတ်ထနဲ့ကျွန်တော်တို့တဲတဲ့အထက်မြင့်ကြမှာတဲခုတ်သူတယောက်မှမရှိဘူး။မီးတွေလည်းမိမ့်မိန်လေးသာလင်းနေရိုက်ကူးရေးလုပ်တဲ့အခါအလင်းမရမှာပဲ။လောလောဆယ် ပူပန်နေရသေးတယ်ဒီလိုနဲ့ကျွန်တော်တို့အဖွဲ့တွေရေမိုးချိုးပြီးခဏနားပြီးရှောက်လေကြတာပေါ့အနီးနားကဘားလေးတွေလည်းရိုက်ဖို့ခေါ်လို့တွားရိုက်ဖြစ်တဲ့အဲ့ဒီမှာအင်းလေးညာစည်းဆိုတာရှိတယ်အစားတော့ပေါ့ပြီးဘန်ကောက်စည်းလိုပုံလေးအဲ့ဒီမှာစားတော့ပြီးပြန်ကားနေတော့ည၈နာရီလောက်ဖြစ်နေပြီးအဲ့ဒီချိန်မှာအတူပါလာတဲ့ညီမနဲ့သူ့တငယ်ချင်းကရံပြပြီးညီမကဟိုတယ်ကနေထွက်သွားတာဘယ်ရောက်နေလဲမသိဘူးဆိုပြီးဖုန်းလန့်ဆက်တဲ့ကျွန်တော်လည်း ဟိုတယ်ကိုအမြန်ပြန်ရတာပေါ့ရောက်တော့လိုက်ရှာကြတဲ့တန်လန်းလုံးမောင်းမဲ့ပြီးခွေးတွေကြီးပဲကျွန်တော်ကကြံတာမကြောက်ဘူးညမခွေးဝိုင်းဆက်ခံရမှာကိုစိုးရိမ်နေတာအဲ့ဒါနဲ့ကျွန်တော်ညီရဲ့ပါလာတဲ့တငယ်ချင်းရဲ့ဟိုတယ်လမ်းဘေးတွေထွက်ရှာကြတယ်အဲ့ဒီမှာတံတားလေးပေါ်မှာညမထိုင်နေတာကျွန်တော်တို့သုံးယောက်စလုံးပေါ်တင်ကြီးတွေ့တယ်တွေ့လို့သူနာကိုသွားစက္ကန့်ပိုင်းတော့မကြာဘူးအရေးလိုပျောက်သွားတယ်သုံးယောက်စလုံးအံ့ဩသွားတယ်ကျွန်တော်ကရေးတဲ့ဘက်ခုံချလိုက်တယ်ထင်ပြီး ခေါင်းမိတောက်ပါလေရောဘာလို့လို့ဘာကံရမမသိမှောင်မဲစိတ်တွေရှုပ်ပြီးဇက်တိုက်ရှာတာညစစ်တဲခွဲလောက်ဖြစ်သွားတဲ့အဲ့ဒီအချိန်မှာမြမကပြန်ရောက်လာတဲ့ဖုံးဆက်တာလည်းမကင်တော့ဆဲဆိုအဟိကြတာပေါ့ဒီမှာအကုန်လုံးကပြာရခတ်နေပြီလေအမှန်တော့သူကဟိုတယ်ရှိကကွန်းရဆိုင်မှာတစ်ချိန်လုံးထိုင်နေတာတဲ့ကျွန်တော်တို့ခုနက တွေ့ခဲ့တဲ့ပုံရိပ်ကရောဘာကြီးလဲဆိုတာတွေးစရာတခုဖြစ်သွားတာပေါ့ဗျာဒါပေမဲ့လေ၃ယောက်စလုံးဖြစ်တယ်ဆိုပြီးစိတ်ဖြေခက်လိုက်ကြတဲ့ အဲ့ဒီလိုနဲ့ညီမလည်းပြန်တွေ့သွားတော့ကျွန်တော်တို့လည်းနားကြရင်ဂုဏကအဖြစ်ပြက်တွေပြန်ပြောကြတာပေါ့နားကြည့်တော့ညနေနားထိုးနေပြီဒါနဲ့ကျွန်တော်ရဲ့ညီလေးတငယ်ချင်းရဲ့အိတ်ကြမဲဆိုပြီးငြိမ်နေကြတဲ့ချိန်အခန်းတကားကိုအရှင်ပြင်းပြင်းလာခောက်တဲ့ဘသူလဲပေါ့ရှစ်လွာမှလည်းကျွန်တော်တို့ပဲရှိတာကျွန်တော်စိတ်ထဲညီမတွေပြဿနာထက်ထက်ပြန်ပြီးဆိုပြီးဘာဖြစ်ကြပြန်လာလဲလို့ဩလိုက်တဲ့ဘာမှပြန်မပြောဘူးတကားကိုဆက်ခောက်တဲ့ဒါနဲ့ကျွန်တော်ညီက အပြင်ကိုကြည့်တဲ့မန်ဘလူးပေါက်လေးကနေကြည့်တော့အပြင်မှာဘာမှမရှိဘူးအဲ့ဒါနဲ့ညမကို ဖုံးခေါ်တဲ့ပထမတော့မကင်ဘူးဇက်တိုက်ခေါ်တော့ဖုံးကင်ပြီးအိတ်ချင်မှုလူတန်နဲ့ဘာဖြစ်လို့လဲတဲ့ကျွန်တော်လဲနေတော့ငါတို့ခန့်ပတ်လာသေးလားပေါ့တကားလက်ခေါက်သေးလားမိတာသူတို့ကအိတ်နေတာကြပြီးတဲ့အားလုံးအိတ်နေကြပြီးတဲ့နန်းနေတော့စိတ်ထဲတမျိုးကြည့်ပေါ့ဒါနဲ့ညီရဲ့တငယ်ချင်းရဲ့တယောက်မျက်နှာတယောက်ကြည့်ရင်ဩဒါမျိုးဖြစ်တတ်ပါလေလို့ပြောရင်းတလုံးလုံးဆိုပြီး အသေးအံစက်တိုက်ခောက်တယ်မရတော့ဘူးကျွန်တော်တို့သုံးယောက်ပြာသွားပြီဘာလို့လို့ဘာကံရမှန်းလဲမသိတော့ဘူးအဲ့ဒီချိန်မှာအပြင်ကအခန်းရှင်းမယ်ဆိုတော့အတန်ကြီးကြားလိုက်ရပါလိရောကျွန်တော်တို့ရဲ့ဂရင်နှစ်ခုလေဘလို့ပူးသွားမှမသိညီကလေအလဲမဆောင်းဝမှုချင်းလက်နေပြီတငယ်ချင်းကလေရုပ်တော်တော်ပြတ်နေပြီကျွန်တော်လေအတွေ့ပေါင်းစုံနဲ့ပေါ့အပြင်လက်ထွန်မပြေးရတော့အထဲမှာကြိတ်မိတ်နေရတာပေါ့ကျွန်တော်ဖြစ်တွေးပါသေးတယ်ဘလို့မှဖြစ်တွေးလို့မရဘူး ဘသူမှတိမ်သိတဲ့ဟိုတယ်ကြီးမှာညတကောင်နှစ်နာရီထိုးကြည့်အိတ်နေတဲ့သူတွေကိုတကားလာခောက်ပြီးအခန်းရှင်းမယ်ဆိုတာကြီးကတော့ကျွန်တော်အတွက်တော့တကယ်ကြောစမ်းစရာဖြစ်ကြီးပါကျွန်တော်တို့မိုးလင့်ထိအတန်မထွက်ပဲချိုးရည်နဲ့ဆောင်ကြီးခေါင်းမှုချုံပြီးသုံးရက်ရိုက်ပေးရမယ်ဟိုတယ်ကနေတညာတည်းနဲ့ရန်ကုန်တန်းပြန်လာကြတော့တယ်ကားနောက်ခန်းထဲပါလာတဲ့မျက်နာမပါတော့သူဒီကိစ္စကတက်တည်တယောက်ရှိပါတယ် တငယ်ချင်းလိုညီမလိုခင်ရတဲ့သူရဲ့ကားထဲမှာဖြစ်ခဲ့တဲ့ကိစ္စတခုပါတနေ့ကျွန်တော်တို့နိုင်အောင်ကြတယ်ပေါ့တငယ်ချင်းတဲ့သူကိုယောက်ျားစားချစ်တဲ့အချိန်လေးဘေးကနေကျွန်တော်ကတော့အမြဲလိုက်ပေးရတယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့ညတနားကြီးလောက်မှညီမကသူ့ချစ်သူကို ပြန်ပို့တော့ဘာရမဟုတ်ဘူးလမ်းမရင်ခွဲယုံအောင်တခုကိုဖြတ်မောင်းရတယ်ကျွန်တော်တို့ရင်ခွဲယုံရှိမှခနာရက်ပြီးအထက်ကလူတွေတင်တဲ့လက်ကြီးကို ဝိုင်းကြည့်ကြတယ်မနက်ပိုင်းဆိုလေကိုရီက ရောက်ကြည့်မိတဲ့ဒီလဲကြီးကိုဒီလိုနဲ့ကျွန်တော်တို့ကားကိုဆက်မောင်းလာပြီးသူ့ချစ်သူအိမ်နာကိုပို့တယ်။သူ့ချစ်သူဆင်းသွားတော့အဲ့ဒီအချိန်မှာ နောက်မှထိုင်နေတဲ့ခန်းစားချက်ကြီးက မကောင်းလို့ရှေ့ကိုပြောင်းထိုင်ခဲ့တဲ့ညမက သူ့အိမ်ကိုကားတစ်ယောက်တည်းဆက်မောင်းရမှာမို့ကြောက်မှဆိုလို့ကိုခန်းစားနေရတာကြီးကမပြောဖြစ်ဘူးစိတ်ထဲလင်းလန့်နေတဲ့ကားထဲလဲကိုတွေ့နှစ်ယောက်တည်းလို့မခန်းစားရဘူးတခုခုတော့ဖြစ်နေတယ်လို့စိတ်ကထင်နေတယ်ဒီလိုနဲ့ ကိုရီနှစ်ယောက်စကားတပြော့ပြော့နဲ့မောင်းလာကြတယ်ကျွန်တော်တို့အိမ်ကိုလိုက်ပို့ပြီးကျွန်တော်နှုတ်ဆက်ကားနောက်ကိုဖျက်ခနဲကြီးလိုက်တဲ့အချိန်ကျွန်တော်ခေါင်းမွေးပါထောင်းသွားတယ်လူတယောက်အသက်ကြီးပိုင်းပဲခေါင်းပေါင်းလဲပါတယ်ပစိုးတိုက်ပုံလိုလိုအိမ်ကြီးဝပီထိုင်နေတဲ့မျက်နာတော့ရှင်းချင်းကြီးဖြစ်နေတဲ့ဗဇတ်တော်လုံးဝမပါဘူးတတိထားမိတဲ့ကိုလဲရင်တွေတုံပြီးပြောတဲ့မပြောတဲ့စဉ်းစားနေချင်းညမကမောင်းထက်သွားတဲ့စိတ်ကတော့ပူနေပြီသူ့အိမ်မရောက်မချင်း အဲ့ဒါနဲ့ခဏနေတော့ဗီဒီယိုကောနဲ့လမ်းမိတဲ့သူကအိမ်မှာတယောက်တည်းဆိုတော့မပြောတော့ဘူးဖျားရှိကိုအိတ်သာပြောလိုက်တဲ့အဲ့ဒီလိုနဲ့နှောင့်နေကြတော့သူ့အိမ်မှာလူကြီးတယောက်တွေ့လို့ဆိုပြီးဖုံးဆက်လာပါရောသူမပြောခင်ကိုကအဲ့ဒီလူပုံစံပြောပြလိုက်တော့ဟဲကိုကြီးဘလို့သိလဲဆိုပြီးပြောလာတော့သူရောကိုပါအံဩသွားကြတဲ့ကိုအံဩတာကသူ့မျက်နှာနဲ့ကိုမျက်နှာနဲ့တူနေလို့သူအံဩသွားတာကသူဘာမှမပြောခင် ကိုပြောတာတွေကမှန်နေလို့ အဲ့ဒီဖြစ်ကြီးလဲကျွန်တော်မှရှိခဲ့ဘူးရဲ့အစွဲဒီကိစ္စလေးမပြောခင်ကျွန်တော်တခုလောက်မှားခြင်းနဲ့တင်းတို့ဘွားမှာဘသူဟာအရေးကြီးလဲတင်းတို့ဘွားမှာဘသူကိုအနာရှိစေခြင်းလဲဒါလေးကိုရင်တွေးကြည့်ကြပါအဲ့ဒီလိုပဲတင်းတို့ဘွားတွေအရေးမပါသူတင်းတို့ဘွားတွေမခေါ်နိုင်ဘူးသူကိုလဲတင်းတို့တွေးကြည့်ထားကြရပါဗျာတင်းမချစ်နိုင်သူကို ထိခိုက်အောင်မလုပ်ကြပါနဲ့အစွဲဆိုတဲ့စတိုလေးစပါမယ် ဒီစတိုးလေးကကျွန်တော်တက္ကသိုလ်ကြောင့်သာဘဝတုန်းကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ကလေးပါကျွန်တော်တို့တက္ကသိုလ်မှာတငယ်ချင်းတွေရှိကြတဲ့အရန်ကိုပြောစရာကောင်းတဲ့ဂရုလေးပေါ့အရန်ကဲလို့ခေါ်ဆိုခမ်းရလေအခောက်ပေါင်းမနေတာဘူးကျွန်တော်တို့ဖွဲ့တဲ့မှာနွဲ့နွဲ့လေးနေတတ်တဲ့တန့်စင်ဆိုတဲ့ကောင်းလေးတယောက်ရှိတယ်သူ့ဆိုဝိုင်းစားကြတာများလေသူကဘကွက်ကလေးနဲ့အမြဲကြောင်းလာတာသူ့တို့ရင် စားကျင်ကြတဲ့သူတွေကြီးပဲပါမဘကွက်ကအမြဲပါလေအဲ့ဒီလိုနဲ့တနေ့မှာ ဝင်းစော်ဆိုတဲ့တယောက်ကတန့်စင်ကိုအဖို့တဲ့အာဂါဆိုတဲ့ကောင်လေးတယောက်အစ်စ်ခေါ်လာပြီးမိတ်ဆက်ပေးတယ်။သူကဒီကြောင်ကတော့မဟုတ်ဘူး။ဝင်းစော်နဲ့လိုက်လာတာတန့်စင်ကတော့ရှက်နေတာပေါ့။သူနဲ့ဒဲကြီးမိတ်ဆက်ပေးလိုက်တာကိုသူရှက်တာကြည့်ပြီးဝိုင်းစားထားတဲ့နောက်ကြတယ်။အဲ့ဒီလိုနဲ့ကျွန်တော်တို့တွေကျောင်းတော်ကြီးထဲမှာပွက်လောရိုက်နေကြတာပေါ့ဗျာ။တနေ့ကျတော့အာဂါကတန့်စင်ကိုချစ်ကြောင်ပြောပါလိရောလား။ကျွန်တော်တို့ကတော့သူတို့တွဲနေတာမသိသေးဘူး။အဲ့ဒီနေ့ကျမှ အဖွဲတွေကကောင်မလေးကကျွန်တော်နဲ့စကားလက်ဆုံးကြရင်ပြောပြတာအဲ့ဒီအချိန်ကအခုလိုပွင့်လင်းမြင်တာမဟုတ်သေးဘူးပေါ့ဗျာယောက်ျားလေးနှစ်ယောက်တွေ့ရင် မျက်စာမျက်နှာတွေပြစ်ခန့်အတင်းဝိုင်းတုတ်ခံနေရတဲ့ကာလာမျိုးပေါ့ကျွန်တော်ကပါဝိုင်းတုတ်လိုက်တယ်လူတဘဝဆိုတာကလေခတ်သားလားဒါနဲ့ကျွန်တော်ကန်တင်းမှာဝိုင်းထိုင်နေရင်ကျွန်တော်ကတန့်စင်တို့လေအခုနောက်ပိုင်းအဖွဲတွေတိတ်မလာကြတော့ဘူးနော်လို့သူတို့တာယာနေကြတာနေမှာပါဆိုပြီးတော့စနောက်သေးတယ်အဲ့ဒီလိုနဲ့ကျွန်တော်ကလေ ကို့ဘူမိဗေဒအခန်းထဲကိုပြန်တော့တနေ့မှတန့်စင်ထိုင်နေတာတွေ့တယ်ကျွန်တော်ကလည်းအာပါတန့်စင်တို့များလင်ယာသွားတော့ငါတို့တောင်လာမတွေ့တော့ပါလားလို့စလိုက်သေးတယ်အဲ့ဒီအချိန်မှာညှို့ညိုးငငယ်နဲ့သူ့မျက်နှာကကိုရဲ့ဘက်ကိုတွားမလို့လေခဏစကားပြောကြရအောင်ဆိုပြီးကျွန်တော်ကိုတနည်းခေါ်သွားတဲ့ကြောင်းထဲကဥပြောင်ထမင်းဆိုင်ရှေလန်းကလူပြတ်တာကို ကျွန်တော်လေနောက်ကလိုက်သွားတာပေါ့ဗျာတနည်းရောက်တော့သူ့ငိုချပါလီရော့ ျွန်တော်လဲလန်သွားတာပေါ့တန့်စင်ဘာဖြစ်လို့လဲငင်းလို့ပြီးတော့သူကအာကာကသူ့စီကနေငွေ6သိန်းချိလို့တဲ့အဲ့ဒါမပေးနိုင်ဘူးသူကပြောတော့သူ့ကိုမချိလို့မပေးနိုင်တာဆိုပြီးလန်ခွဲကြမယ်တဲ့အဲ့ဒါသူ့ကို6သိန်းရှာပေးပါလားတဲ့ပြောတော့အဲ့ဒီခက်က6သိန်းလေဘလို့ရှာရမှာတော့တနေ့တနေ့ကြောင်းလာရတာနဲ့တင်ဇရိတ်တော်တော်ကုန်တာဒါနဲ့ကျွန်တော်ကလည်းငါ့မှာမရှိဘူးလို့မင်းလည်းသူ့ကိုပေးစရာမလိုဘူးပေါ့အဲ့ဒါဒီကောင် စပွန်ဆာရှာတာဆိုပြီးပြောလိုက်တော့သူကလက်မခံဘူးသူမခွဲနိုင်ဘူးတဲ့ကျွန်တော်ကလည်းမခွဲနိုင်6သိန်းပေးလိုက်ပေါ်လို့ခနဲ့ပြောလိုက်တဲ့သူလည်းစိတ်ညစ်သွားတယ်။ဘာဆက်လုပ်ရမှန်းမသိတော့ဘူးတဲ့ကျွန်တော်လည်းရှင်းရှင်းပြောရင်မတနာဘူးဘယ်နဲ့ပတ်စံကြီးပေါ်တင်တောင်းတာသူကပေးချင်လို့ဆိုတော့ကျွန်တော်ကဘာဆက်လုပ်ပေးရမှာလဲဟုတ်တယ်မလားအဲ့ဒါနဲ့ကျွန်တော်လည်းကိုခန်းထဲကိုပြန်လာလိုက်တဲ့နောက်တနေ့မနက်မှာဣဒါဆိုတဲ့ ျွန်တော်တငယ်ချင်းကမေးတယ်။နင်းနဲ့တန့်စင်မနေ့ကဘာတွေဖြစ်နေတာလဲတဲ့။ငါနင်းတို့ကိုမနေ့ကတွေ့လိုက်တဲ့ဦးပြောင်ထမင်းဆိုင်လမ်းမှာတန့်စင်လည်းမျက်နှာမကောင်းဘူးလို့ပြောတော့ကျွန်တော်လည်းမနေ့ကကိစ္စတွေအကုန်ပြောလိုက်မိတယ်။ဒါကြီးကတမင်ငွေကိုညစ်ပြီးတောင်းတာကြီးလေဟုတ်တယ်မလား။အိတာပြောတယ်။ဟဲအံ့ရောကြီးတော်မောတဲ့ရှုံနဲ့ကြောင်းတစ်ခါလာရင်ကြက်ကားနဲ့အပြစ်ဝင်ပြီးလာပြီးတော့လိုက်ချုပ်စားနေတာတော့လွန်ပါတယ်ဟဲ့တဲ့ကျွန်တော်တို့နှစ်ယောက်လည်း စကားကောင်းနေတာနဲ့စာသင်ချိန်တော့နောက်ကျနေလို့ကိုခန်းကိုအမြန်ပြေးလာတဲ့နေ့လေထမင်းစားချိန်ကျွန်တော်ရောက်သွားတော့ထမင်းဝိုင်းမှာတန့်စင်ကိုဝိုင်းပြောဆိုနေကြပြီကျွန်တော်လေဣဒာနာကိုဝင်ထိုင်ပြီးတိုးတိုးလေးမေးလိုက်တာပေါ့ဟဲ့အချိန်နေဘာတွေဖြစ်နေတာလဲပေါ့ဆိုတော့ဣဒာကအေးနေမနက်ကပြောတဲ့ကိစ္စပဲလေတဲ့တို့မရဘူးဟိုကောင်ကသူ့ကိုဖျက်သွားပြီလေတဲ့ကျွန်တော်တန့်စင်ကိုကြည့်တော့သူကကျွန်တော်ကိုမျက်ထောက်ကြီးစိုက်ပြီးပြန်ကြည့်တယ်ကျွန်တော်စိတ်ထဲ ဟင်းဒီကောင်ငါကိုဘာမကျင်နဲ့နေတာလဲမသိဘူးလို့တွေးမိတဲ့မကျင်နဲ့လည်းမတက်နိုင်ဘူးလေကျွန်တော်မှလည်းအဲ့ဒီငွေမရှိဘူးရှိလည်းမပေးနိုင်ဘူးလေဟုတ်တယ်မလားကြည်ရတာဣတာကတော်တော်ပြောဆိုလိုက်တယ်ထင်ပါတယ်ကျွန်တော်တို့လည်းဘာမှမလုပ်ပေးနိုင်ဘူးလေနော်အဲ့ဒီလိုနဲ့ကျွန်တော်တို့စာမေးပွဲတွေနီးလာတော့အနီးကပ်တွေကြိုရှင်ယူကြတာပေါ့တန့်စင်တို့ဣတာတို့ကတော့ကြိုရှင်လိုက်မတက်ကြဘူးကျွန်တော်ကဘာတွေရေးကြည့်လဲဆိုတာတော့ပြန်ပြောပြပေးတာပေါ့အစက ူတို့ကသူတို့အိမ်သားတွေအတူတူတက်မယ်ဆိုလို့ကျွန်တော်ကအဲ့လိုက်တာအခုတော့ဝင်းစော်နဲ့ကျွန်တော်နဲ့ပဲတက်ဖြစ်တယ်ဒီလိုနဲ့ကျွန်တော်တို့နေအောင်ကြိုးရှင်းယူတယ်ပြန်ရင်ကျွန်တော်နဲ့ဝင်းစော်တူတူပြန်တယ်အိမ်ပြန်လန်တဝက်လောက်ရောက်ရင်တန့်စင်တို့အိမ်ကိုဖျက်သွားရတာပေါ့ဖျက်သွားတိုင်းဝင်းစော်အမြဲပြောတယ်တန့်စင်ကိုအာကာနဲ့မိတ်ဆက်ပေးလိုက်တာငါတော်တော်မရတယ်တန့်စင်အဲ့ဒီလောက်အစွဲလန်းကြီးမန်းသူမသိဘူးတဲ့အခုလေငါတို့ကို မခေါ်တော့ဘူးတဲ့ကျွန်တော်လည်း အရာရာကကံကဖြစ်လာတာပဲငါတော့ဘယ်သူမှ မတနာဘူးလို့ပြောလိုက်တဲ့ဒီလိုနဲ့ကျွန်တော်တို့နေအောင်လမ်းခွဲလို့ကိုယ့်အိမ်ကိုပြန်ကြတာပေါ့ဒီလိုနဲ့စာမွေးပွဲဖြေကနေကြိုရှင်တွေမှာအသေးအံတွေစားလုံးနေကြတဲ့တနေ့ပေါ့ည10နိုင်လောက်မှကြိုရှင်ကလွတ်တဲ့အဲ့ဒါနဲ့အကုန်ပြီးသွားတော့ဝင်းစော်ကိုတူတူပြန်ဖို့စောင့်နေတာပေါ့အဲ့ဒါသူက သူ့ကောင်မလေးကိုပြန်လိုက်ပုတ်လိုက်အောင်မဲဆိုပြီးထွက်သွားတယ်ကျွန်တော်ကတော့ကိုယ့်အိမ်ကိုပြန်လာတာပေါ့လမ်းမှာလည်းလူရှိနေသေးတော့ လမ်းလျှောက်ပြန်လာလိုက်တဲ့ကျွန်တော်ဆိုတာကလည်းကဘာပေါ်မှာအရှိဆုံးလူကားငားပြန်ရနေပြီအဲ့ဒါနဲ့ကျွန်တော်လဲကိုတွင်းနဲ့ကိုပြန်လာတာပေါ့လေလမ်းလျှောက်နေရင်စိတ်ထဲတစ်မျိုးကြီးခံစားလာရတဲ့ကြော်ချမ်းတယ်လို့လို့နောက်ကတယောက်ယောက်ကပဲကြည်နေတယ်လို့လို့ကျွန်တော်နောက်လက်ကြည့်တော့လူတွေလည်းရှိပါသေးတယ်ဒါပေမဲ့မနှောကမကောင်းနေဘူးအဲ့ဒီချိန်ဖိုးနောက်တော်တော်ဝေးမှပြေးလာနေတဲ့သူကိုကျွန်တော်မြင်မိတဲ့အင်ကြီးအနီအောင်နဲ့ဂမူးရှူတို့ပြေးလာနေတာကျွန်တော်လည်း ။အော်သူ့ဘာသာပြေးတာကိုနဲ့မှမဆိုင်တာပေါ့။တွေးပြီးကိုလန်းကိုရှောင်နေလိုက်တဲ့အဲ့ဒီချိန်ခဏနေတော့နောက်ကကပီးပြေးလာတဲ့တန်ကြားတဲ့ကျွန်တော်လည်းဟဲ့ဘသူလဲမတည်ဘူးဆိုပြီးနောက်လဲကြည့်တော့နောက်မှာဘသူမှမရှိဘူး။ဟင်ဘာတော့ဟာပေါ့။ဟိုနောက်ကိုလှမ်းကြည့်တော့ဂုဏကအင်ကြီးနေနဲ့ပြေးလာနေတဲ့သူကိုမြင်နေရတဲ့ကျွန်တော်စိတ်ထဲတမျိုးကြီးသူကပြေးတာပြေးနေတာအဲ့ဒီနေရာကလည်းမရွေ့ဘူးစိတ်ထဲထင်နေပေမဲ့အဲ့ဒီနားလေလူတွေရှိနေတော့ ဘလို့မှမနေသေးဘူးပေါ့ဒါပေမဲ့ကျွန်တော်ခက်တုတ်တုတ်ရှောက်လာတဲ့ဒီလိုနဲ့လမ်းကြားနာရောက်တော့ခဏရပ်ပြီးတွေးမိတယ်ကျွန်တော်အမှန်ပြောရရင်ဒီလမ်းကြားကနေမဖြတ်ရဲဘူးမဖြတ်လို့လည်းမရပြန်ဘူးအဲ့ဒီကနေတော့မှအိမ်ရောက်မှလေအဲ့ဒါနဲ့မှောင်ပြပြလမ်းကြားထဲဝင်လိုက်တော့ရှေ့မှာလူတယောက်ရှိတယ်လို့ခန်းစားရတဲ့စိတ်ထဲအမလေးတော်သေးလို့လူရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒီလူကိုကျွန်တော်ကြည့်ရင်တိတ်မတင်ကားတော့ဘူးဒါပေမဲ့မထူးပါဘူးဆိုပြီးရှောက်လာလိုက်တဲ့ သူကလည်းတွားနေတာပဲအရှိကိုကျွန်တော်သူ့ကိုကြည့်ရင်လန့်လာလို့ခက်ဖြစ်ဖြစ်လျှောက်တော့သူကလည်းဖြစ်ဖြစ်ပဲလျှောက်လိုက်လျှောက်တယ်ကျွန်တော်မြင်ရင်သူကမြင်တယ်ကျွန်တော်ရက်ရင်သူကပါရက်သွားရောကျွန်တော်အဲ့ဒီအချိန်မှာခေါင်းဝေးအုံထောင်းသွားပြီးဒါတခုခုပဲဆိုပြီးသိချကြည့်တော့ခုနဟိုးနောက်မှာပြီးလာနေတဲ့သူက သူ့ဖြစ်နေတာမတရားလို့လန့်ပြန်သွားတော့တယ်အင်းကြီးနီပေါင်းမိနေနတ်ပြလိုလိုမဲလိုလိုနဲ့ကျွန်တော်ဘာလို့ရမှန်းမသိတော့ဘူးနောက်ပြန်လဲပြေးအောင်လဲ့ လမ်းကြွ့့နေဆိုတော့နောက်ကထွက်ပေါက်မမြင်ရတော့ကျွန်တော်ရမ်းကြောက်တဲ့ဒါနဲ့အဲ့ဒီလူကနောက်ကိုဖြက်ခနဲ့လှည့်ကြည့်ပြီးရီးပြတဲ့ကျွန်တော်အမလေးဆိုပြီးထအော်ရလမ်းပေးဘယ်ဟုတ်မလဲတန့်စင်ဖြစ်နေတာကျွန်တော်ကဒီကောင်တော်တော်စောက်ကျင်မကောင်းတဲ့ကောင်ငါ့ကိုတမင်လောက်တာတရောင်းစားဆိုပြီးတွေးနေတော့နောက်ကခြေတံကြားလို့လှည့်ကြည့်လိုက်တော့တားမိနေရောက်ကိုလဲသူတို့ကိုပိတ်ရမင်းနေမိတယ်လို့ဖြစ်နေတော့အန်ဒီကရော့နော်လို့ပြောပြီးလမ်းပေးကတ်ကို သူတို့ကိုအရင်သွားခိုင်းတာပေါ့ဒါနဲ့အဲ့ဒီတာမီနီအောင်နောက်ကနေလိုက်သွားပြီးလမ်းကြခါထွက်လမ်းမကိုရောက်သွားမှစိတ်အေးရတဲ့အပြင်ရောက်တော့ဟိုကောင်တရောင်းစားပဲရောက်သွားလဲဆိုပြီးရှာနေမိသေးတာဒီလိုနဲ့ကျွန်တော်လမ်းမတန်းလျှောက်လာနေရင်တန့်စင်တို့အိမ်သားရောက်တော့အိမ်ရှိမှာကနေပြင်းကြီးထိုးလို့ထိုင်ကုန်းတွေနဲ့လူတွေထိုင်စကားပြောနေတာကိုကျွန်တော်တွေ့လိုက်တဲ့ဟဲ့ဘသူဘာဖြစ်တာလဲဆိုပြီးစိတ်ထဲတမျိုးတော့ဖြစ်သွားတယ်အဲ့ဒီလိုနဲ့ကျွန်တော်လည်းအဲ့ဒီရှိရအောင် ကျွန်တော်မြင်လိုက်ရတဲ့အရာကကွယ်လွန်သူမောင်တန့်စင်နဲ့ဖရားဖရားကျွန်တော်ဒီစားရေးနေရင်ကြက်သိန်းတွေထားနေမိပါတယ်အဲ့ဒီကြောက်တင်ပုံကြီးကစာကိုမြင်ပြီကျွန်တော်အားကုန်ပြတာ မသိတော့ဘူးဘာမှအဲ့ဒီလိုပြေးနေရင်ဟိုနောက်မှာလေအားကုန်ပြေးလိုက်လာတာတန့်စင်ကြီးအင်းကြီးနီအောင်နဲ့ကျွန်တော်လှည့်ကြည့်လိုက်မိတယ်သူကပြုံးပြုံးကြီးဖရားဖရားကျွန်တော်ယုံမတက်ပြေးရတယ်နောက်ကခြေတန်ကြီးကလည်းနီးလာလေလေး ကျွန်တော်အကုန်ထုတ်ပြည်လီလေးပဲဒီလိုနဲ့လမ်းထဲရောက်တော့အိမ်မော်ကျွန်တော်ပြစ်တက်ပြီးရေမန်းကိုတောင်းတောက်တယ်အမောဆိုးမတဲ့ကြောက်လန့်ပြီးရေမန်းတွေတော့ချွေးတွေပြန်ကတုံကရင်တွေဖြစ်ပြီးအဲ့ဒီညအပြင်းဖျားပါတော့တယ်ကျွန်တော်ဒီပုံရိပ်ကြီးအခုထိမြင်အောင်မိနေတော့ပဲအဲ့ဒီလိုနဲ့နောက်နေ့မှရက်ွက်တဲ့လိုင်းမကြီးတဲ့သူ့ဘာလို့ဆုံးသွားတာလဲပေါ့အကုံလုံးကလည်းမသိဘူးတဲ့အကောင်းကြီးကနေကြက်တယ်ကြက်တယ်ဆိုပြီးဆုံးသွားတာပဲတဲ့ကျွန်တော်လည်း ဒီနေ့ထိသူ့ဝင်ရှိကိုရှောင်ပါတယ်အဲ့ဒီလမ်းကြောင်းကိုရှောင်ပါတယ်ကျွန်တော်အခုချိန်ထိမသွားရတော့ပါဘူးဘဝမှာယူမတက်ပြေးခဲ့ရတဲ့နေ့ပါပဲအခုတော့ရရောက်တော့စဉ်းစားမိတာကိုတကယ်မချစ်ရင် ကို့အတွက်မလိုအပ်ရင် ထိုလူကိုအသုံးမချပါနဲ့တချို့ကဆွဲသိကြီးပါတယ်ဒီကိစ္စကျွန်တော်တငယ်ချင်းတွေပြောပြတော့သူတို့တွေလည်းလမ်းဖြတ်ကုန်ကြတာပေါ့ဝင်းစော်ကတော့အကြောက်ဆုံးဖြစ်နေတာပေါ့လေအခုတော့သူတို့တွေလည်းဘယ်တွေရောက်ကုန်ကြပြီလဲမသိတော့ဘူး တချို့ကျွန်တော်တငယ်ချင်းတွေဆိုခလေးတွေတောင်ရနေကြပြီဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာစီတန်နဲ့ဆိုနဲ့ရဲထုတ်ရေးသားထားတဲ့ပြဠောကဇလန်းကောင်းလေးတွေကိုပြောပြတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာဇလန်းလေးကိုဆောင်းအောင်နောက်ထောင်ပေးကြတဲ့အတွက်တဦးတယောက်ချင်းစီကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာနောက်ရက်နောက်ရက်များမှာလေဘလို့ဇလန်းကောင်းများစွာကိုပြောပြတင်ဆက်ပေးသွားမယ်ဆိုတာကို channel လေးကို subscribe လုပ်ပြီးစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ